သိန်း600တန်းအိမ်လေးဖြစ်ပါတယ်အချက်ရှိုးလိုက်ဒီတော့ဒီအိမ်လေးကသူ့ချန်အကျယ်ကမျက်နှာက20နဲ့8ပေပဲရှိတယ်အနောက်ပေ60 28ပေပေ60ဆိုတဲ့အကျယ်မှာစောက်ထားတယ်ဘုံတော့တိုက်ပူအပြည့်ညီပါစိုက်ထားစောက်ထားတယ်ဆိုတဲ့အနေထားလေးရှိတယ်ဒီတော့ခြံလေးကတော်တော်လေးကျင်းတဲ့အနေထားမှာရှိတယ်ဒါပေမဲ့ကိုယ်အနေနဲ့ဒီဘေးအခြံဒီဘေးအခြံကပေ60ပတ်လည်းရှိတယ်သူလည်းရောင်းမယ်ဆိုတော့ကမိတ်ဆွေတို့အနေနဲ့ပေါ့နော် ဒီခြံကို3600နဲ့ဝယ်ပြီးတော့ဒီခြံကိုနောက်ထပ်3300ထပ်သုံးနိုင်မလားပေါ့နော်အဲ့ဒါဆိုရင်တော့ခြံဝင်းကြကြင်နဲ့တိုက်တလုံးနဲ့3900လောက်ကျသွားမယ်ဆိုတဲ့အနေအထားမျိုးရှိတယ်ဆိုတော့3900ဆိုလို့ရှိရင်မျက်နှာစာကကျွန်တော်တို့အာ60နဲ့78နဲ့ပေါင်းညနေစာပေ90အနောက်ပေ60ပေါ့ဗျာအဲ့လိုမျိုးနေထားလေးတွေပေါ့နော်ဆိုတော့ကဒီလိုမျိုးနေထားလေးတစ်ခုမှာတိုက် အကျန်းပေါ့နော်တိုက်အကျန်းလားအချော်လားမသိဘူးအထဲကိုတစ်ချက်တောင်းဝင်ပြလိုက်အဲ့ဒါတောင်းမှာရဲ့အဲ့ဒါကိုအိမ်မှာဆက်တဲ့ကြံရဲ့ ကဲဒီတော့မိတ်ဆွေတို့အနေနဲ့အိမ်လေးအထဲကိုကြည့်ပြီးပြီပေါ့နော်ဆိုတော့ကကျွန်တော်အစီရင်ခံနေစဉ်အတွင်းမှာပဲကျွန်တော်လည်းပြင်းလို့မြေမတိုင်းလိုက်မြေမတိုင်းလိုက်တော့သူ့မြေလေးက40 60ပဲရှိတယ်ဘေးအကွက်ကပေါ့နော်ဒီတော့အိမ်လေးကကျွန်တော်တို့3600ဘေးနာအကွက်က40 60ပဲရှိတော့သူ့အနေနဲ့3500ချက်ချင်းကိုရောကြပါတယ်ဒီတော့ကအာနှစ်ခုပေါင်းယူမယ်ဆိုရင်တော့ကျွန်တော်တို့650ပေါ့ဗျာအဲ့လိုမျိုးနေထိုင်ရှိတယ်ဟောက်ကျွယ်ခွေးနေတော့ နွားခွေးနေရောဘယ်လိုလဲဒီနွားဒုက္ခပဲဆိုတော့ကကျွန်တော်တို့ဒီနေရာတွေကလှကမြင်ရွာပေါ့နော်လှကမြင်ရွာဆိုတော့အနေထားလေးတစ်ခုမှာဟာလည်းရောနောက်မှလည်းတကောင်ဟာဒုက္ခပဲတော့ကျွန်တော်ဟာကနသနာကနသနာရိုင်းပဲโอเคဆိုတော့လှကမြင်ရွာလှကမြင်ရွာမှာရှိပါတယ်ဒီဘက်ခြံမှာဆိုလို့ရှိရင်ကျွန်တော်1600နဲ့လာကြောညာပေးထားတဲ့အိမ်လေးတိအိမ်ရှိတယ်ပေါ့နော် ဒီထောင်ချောင်းနဲ့လာကြောနာထားတဲ့အိမ်နောက်ဘက်ကတိုက်အိမ်တွေတလုံးဖြစ်ပါတယ်။တိုက်အိမ်ဒီတန်းယူမယ်ဆိုရင်တော့မျက်နှာစာကျွန်တော်တို့28ဘီအနောက်ဘီ60တိုက်အိမ်တွေတလုံးပါမယ်။အိမ်ကလည်းမိတ်ဆွေတို့ပြပြီးသားဒီတော့ဒီနေရာလေးကိုလာမယ်ဆိုရင်ဒီနေရာလေးကိုကြီးတိုင်းမှာလှခဲ့မြင်တာဝါတိုင်းရှိရလားကျွန်တော်တို့လှိုင်းမင်းရွာထဲမှာတာဝါတိုင်းရှိရအဲ့တာဝါတိုင်းတွေ့ရင်လာလိုက်ဒီကနေလှမ်းကြည့်လိုက်နော်လာတော့မပြတော့နွားတွေရှိရနွားတွေတန်းစီပြီကြာ လူမိုက်တွေငှားထားတယ်။ Okay okay ကျွန်တော်တို့နောက်ချန်သွားကြည့်မယ်လား။